လေရန်ပေါ်မှာသူ့မျက်နှာကိုဇနီးဖြစ်သူကကိုတိလက်ရောက်တွန်းထိုးခဲ့တယ်ဆိုတဲ့သတင်းတွေကိုပြင်သစ်သမ္မတအီမန်နျူရယ်မောက်ခရွန်ကညှင်းဆော်သွားခဲ့ပါတယ်။မေလ26ရက်ကဗီယက်နမ်နိုင်ငံကိုသမ္မတမောက်ခရွန်နဲ့ဇနီးဖြစ်သူဘရီဂဒီတို့အတူရောက်ရှိလာပြီးလေရန်တကားကိုဖြန့်လိုက်တဲ့အချိန်မှာဘရီဂဒီရဲ့လက်ကမောက်ခရွန်ရဲ့မျက်နှာကိုတွန်းထိုးလိုက်တာကိုဗီဒီယိုမှတ်တမ်းတွေမှာအထင်ရှားတွေ့ခဲ့ရပါတယ်။လက်နဲ့တွန်းထိုးခံရတဲ့အချိန်မှာမောက်ခရွန်ကနောက်ကိုရိုင်ထွက်သွားခဲ့ပြီး ဟမ်မပြအောင်နေရင်လေရင်ခွင်းထဲမှာရှိနေတဲ့သူတွေကိုလက်ပြနှုတ်ဆက်ခဲ့ပါတယ်။အဲ့ဒီနောက်ဇနီးဖြစ်သူရှိနေတဲ့ကင်မရာမြင်ကွင်းကိုရဘက်ကိုမော်ခရွန်ကဝင်သွားခဲ့ပါတယ်။အဲ့ဒီဖေးရမှာဘရီဂီဒီကလေရင်ကိုတဲ့အတွင်းဘက်ကိုရောက်ရှိနေတာကြောင့်သူ့ရဲ့လက်ကိုပဲမြင်ခဲ့ရပြီးကိုအမူယာကဘလို့ရှိနေခဲ့လဲဆိုတာကိုတော့မသိခဲ့ရပါဘူး။မော်ခရွန်ရဲ့ဇနီးဖြစ်သူတို့ဟာ2009ကတည်းကလက်ထပ်ထားခဲ့ကြတာပါ။မော်ခရွန်တို့ဇုံတွေလေရင်ပေါ်ကဆင်းလာချိန်မှာမော်ခရွန်ကဇနီးဖြစ်သူကိုလက်ချိတ်ဖို့တရောင်ကွေးပေးခဲ့ပေမဲ့ ရေဂဒီကတော့မျက်ွယ်ပြုတ်လိုက်တာကိုလည်းတွေ့ခဲ့ရပါတယ်။ဒီကိစ္စဟာမီဒီယာတွေကြားမှာအာရုံစိုက်စရာဖြစ်သွားခဲ့ပေမဲ့မာခရွန်ကတော့ကြီးကြီးမားမားပြဿနာမဟုတ်တလို့ကိုထိလက်ရောက်ခိုက်ရန်ဖြစ်ွားတာမဟုတ်ဘူးလို့လည်းဖြေရှင်းခဲ့ပါတယ်။ဟန်နိုင်းမှာသတင်းတောက်တွေကမေးမြန်းတဲ့အခါမှာမာခရွန်ကသူနဲ့ဇနီးဖြစ်သူတို့ဟာအသေးအမွှားစကားနည်းနည်းများပြီးသူ့ဇနီးကိုနောက်ပြောင်ခဲ့တာသာဖြစ်ကြောင်းနဲ့ဘာကိစ္စမှမရှိခဲ့ကြောင်းမာခရွန်ကပြောကြားသွားခဲ့ပါတယ်။သူဟာအင်တာနက်ပေါ်မှာပြန့်နှံ့သွားတဲ့ဗီဒီယိုတွေကြောင့် ူအထင်လွဲခံရတာဟာပထမဆုံးအကြိမ်မဟုတ်ဘူးလို့လည်းဆိုပါတယ်။ဥပမာယူကရိန်းကိုအလဲပတ်သွားခဲ့တဲ့တုန်းကဗီဒီယိုတစ်ခုမှာမာခရွန်ကဆွေးနွေးပွဲတစ်ခုမှာဇပွဲပေါ်ကအဖြူရောင်ထုတ်ကလေးတစ်ခုကိုလှမ်းယူပြီးဖွက်လိုက်တဲ့နောက်အဲ့ဒါဟာကိုကင်းမူရစေးပါတဲ့အထုပ်ဆိုပြီးလူမှုကွန်ရက်မီဒီယာတချို့ကတက်တဲ့အထောက်ထားမရှိဘဲဆွတ်ဆွဲခဲ့ကြဘူးပါတယ်။ဒါပေမဲ့မာခရွန်ကသူဟာတ िश ူသားတစ်ခုကိုတွေ့လို့ဖဲလိုက်တာဖြစ်ပြီးသူ့ကိုမကျင်တဲ့သူတွေကအတလွတ်ဆွတ်ဆွဲတိတ်ခါကြခဲ့ကြတာလို့တုံ့ပြန်ခဲ့ပါတယ်။ ဗီယက်နမ်ကိစ္စမှာတော့တမရနဲ့တမရကရောတို့ဟာသူတို့နှစ်ဦးကြားရင်းနေပြီးရရဲမောမောတတောက်တတာရှိတဲ့အခိုက်အတန့်တစ်ခုကိုခရီးစဉ်မစတင်ခင်မှာဖျက်ဆီးခဲ့ကြတာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။မော်ဂရွန်ဟာပြင်သစ်ကိုလိုနီနယ်မြေဟောင်းဖြစ်ခဲ့တဲ့ဗီယက်နမ်နဲ့ကုန်သွယ်ရေးမဟာပြူဟာရေးညှိနှိုင်းဆွေးနွေးမှုတွေအတွက်ရောက်ရှိနေခဲ့တာပါ။ဒါဟာဆယ်စုနှစ်တခုလောက်ကာလအတွင်းမှာပြင်သစ်တမရတယောက်ကဗီယက်နမ်မှာပထမဆုံးခြေချမှုလည်းဖြစ်လာခဲ့ပါတယ်ရှင်။